မင်္ဂလာပါရှင်။ဘာမခိသည့်သတင်းဌာန၌နောက်ဆုံးရသတင်းများကိုဆက်လက်အစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့ပါကံမြို့သို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုလဝါကျေးရွာတွင် KIA KPDF ဖူပေါင်းဖွဲ့ကတိုက်ခိုက်မှုစစ်တပ်ဘက်မှ73လောင်းရရှိပြီးတအုပ်အရှင်ဖမ်းပြီးလဝါရွာစုတောင်းတောင်ရှိစစ်တပ်စခန်းကိုတင်ပိုက်ဆိုတဲ့သတင်းမျိုးဖြစ်ပါရခြင်း။ ကချင်ပြည်နယ်ဖားကံမြို့သို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုလဝါကျေးရွာတွင် KIA KPDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်မှုစစ်တပ်ဘက်မှ73လောင်းရရှိပြီးတခုအရှင်မီကြောင့် KIA ရှေ့နန်းတရင်ရင်းမြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည့် မေလာတရက်နေ့ဖားကန်လန်းလဝါကြေးရွာရှိစစ်တပ်ကို KYA KPDF ပူးပေါင်းတပ်များကဝင်ရောက်တိုက်ခိုက်ရာစစ်တပ်လောက်ကံပြည်သူစစ်နေစစ်ကောင်းစီတပ်ဖွဲ့ဝင်အလောင်း73လောင်းရရှိကြောင်းလဝါကြေးရွာမှာစစ်သားများကစူတောင်းတောင်သို့ထွက်ပြေးသွားကြကြောင်းသိရှိရသည် လဝါကျေးရွာခရိယံဆူတောင်းတောင်းတို့ထွက်ပြေးတော်သောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA KPDF ပူပေါင်းတပ်များကလိုင်းလံတိုက်ခိုက်ရာစစ်သားတို့ရှင်ဖန်စီရရှိကြောင်းဆူတောင်းတောင်းကိုလည်းမဟာမိတ်ပူပေါင်းတပ်များကသိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်းသိရှိရသည်ဧပြီလ24ရက်နေ့မှာစတင်၍ကချင်ပြည်နယ်ဖားကံမြို့သို့မိုးကောင်းကာမိုင်းဘက်မှစစ်တပ်စစ်ကြောင်းများအင်အားရချီ၍တက်လာခဲ့သည့်ပြင် ဖာကန်လန်ပိုင်းများအလုံးပိတ်ထားကြမြေကြီးနာမူကောင်ကမိုင်းဗလန်ရှေကာတာရွာတဝိုက်တွင်တိုက်ပွဲများကြီးကြဲဖြစ်ပွားခဲ့တဲ့အပြင်ဟိုပင်အင်းတို့ဇီလန်ပိုင်းတဝိုက်တွင်လည်းစစ်တပ်ကစစ်ကြောများထုတ်နေရေးတိုက်ပွဲများဖြစ်ခဲ့ကြောင်းတိုက်ပွဲများတွင်ဂျမ်ဘတ်စစ်တပ်ကလေးကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်ဆက်လက်ပြီးတက်မရော်နှင့်ပြည်သူပေါင်းစည်းကြိုးပမ်းမှုစစ်ကောင်ဆောင်မင်းအွန်လိုင်းပြောဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်နိုင်ငံအာဏာကိုလက်နက်အားကိုဖြင့်မတရားသိမ်းပိုက်ထားသောမြန်မာစစ်တပ်နှင့်ပြည်သူကြားခိုင်မာသည့် ောင်းစီယာနာရရှိရေးကျောပန်းဆောင်ရွက်သွားမည်ဟုအာနာဒိန်ဆက်ကန်ဆာမင်းအောင်လိုင်းကပြောသည် ဧပြီလ30ရက်နေ့ကပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံမှာစစ်မှုထမ်းဟောင်းဖွဲ့2025ခုနှစ်ညီလာခံမိန့်ခေါ်မှာအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့ခြင်းဖြစ်သည်နိုင်ငံတော်ကချမှတ်ထားတဲ့ပြည်သူစစ်မဟာဗျူဟာကိုအောင်မြင်စွာအကောင့်ထည့်ဖော်နိုင်မှုအတွက်တင်မော်နယ်ပြည်သူကြားမှာခိုင်မာတဲ့ပေါင်းစည်းအားရရှိဖို့ဆက်လက်ကြိုးပမ်းပုံဖော်ပေးသွားမယ်ဟုမင်းအောင်လှိုင်ကပြောသည်တင်မော်၏နိုင်ငံတော်နဲ့ပြည်သူပေါ်ထားရှိသောစစ်မှန်သည့်သဘောထားများကိုပြည်သူများသိရှိစေရန်အတွက်တင်မော်တရက်တည်းလှုံ့ဆော်ခြင်းနဲ့ပြည်သူ များတွင်ရှိနေသည့်စစ်မှုရန်အဖွဲ့များ၏စီယုံရေးစွမ်းအင်ကို မောင်းနှင်အားဖြင့်ထိရောက်စွာအပြုတ်နိုင်ရမျိုးဆိုသည် မြန်မာစစ်တပ်တွေပြည်သူကပောက်ဖွာလာတဲ့တမတော်ဖြစ်သေးတဲ့အရင်ပြည်သူနဲ့တသားတည်းရှိရန်လိုအပ်ကြောင်းမင်းအောင်လိုင်းကထပ်လောင်းပြောဆိုထားသည်မြန်မာနိုင်ငံစစ်မှုထမ်းအောင်ဖွဲ့ဆိုသည်မှာတမတော်သားဟောင်းများနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပြီးပြည်သူများနဲ့အမြဲထိတွေ့မှုရှိနေသည့်အတွက်တမတော်နဲ့ပြည်သူအကြားပေါင်းကူတရားသပွဲဆောင်ရွက်သွားကြရမည်ဟုစစ်မှုရန်ဟောင်းများကိုစက်ကောင်းဆောင်မင်းအောင်လိုင်းကပြောသည်လာမည့်ဒီဇင်ဘာလအထွေထွေရေကောက်ပွဲကြီးကျင်းပမည်နှင့်ကိုဗစ်ကပ်ဘေးအခက်အခဲငလင်ဘေးအခက်အခဲစစ်ပွဲများ၏ကျိုးဆက်အခက်အခဲ များကိုစစ်စစ်လုံးလုံးဖျက်ကျော်ကြမျိုးလဲမင်းအောင်လိုင်းကဆိုသည်တိုင်းမြေတည်ငြိမ်အေဂျင်စီပြည်သူလူထုစိတ်အေဂျင်သားစွာလောက်ကန်စားတောက်နေထိုင်နိုင်ပြီဆိုပါကလူမှုစည်းဝါးပွားများသည့်မလွဲမသွေဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဆိုသည်ထို့ပြင်နိုင်ငံတို့အမျိုးသားအကျိုးစည်းဝါးအတွက်စဉ်ဆက်မပြတ်မျက်စိကိုဖွင့်နားကိုဆွဲထားကြရန်စစ်မှုရန်အဖွဲ့ဝင်များကမင်းအောင်လိုင်းကပြောဆိုထားခြင်းဖြစ်သည် ရခိုဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့စစ်ကောင်စီကပြန်လည်စစ်ဆေးမြေတက္ကသိုလ်ဝင်ဆမ်မိုးဝဲကိုဖြေဆိုမြည်သူနယ်ပါနေ၍ကျောင်းသားကျောင်းသူများနဲ့မိဘများကိုစစ်တပ်ကချိန်ချောက်ဖိအားပေးနေမန္တလေးတွင်ဆမ်မိုးဝဲလာဖြင့်လော့စပီကာဖြင့် line off ဆိုတဲ့သတင်းပဲဖြစ်ပါရခြင်းအကြမ်းမဲ့စစ်ကောင်စီကပြန်လည်စစ်ဆေးမြေတက္ကသိုလ်ဝင်ဆောင်မွေးဝဲကိုငလင်ပေတဲ့ဒေသမှာចောင်းသားចောင်းသူများပြန်လည်ဖြေဆိုကြရန်စစ်တပ်ရဲထွေးဥပါဝင်ဌာနပေါင်းစုံကចောင်းသားများနဲ့မိဘများကိုဖိအားပေးချိန်ချောင်းနေကြောင် ငလင်ဘေးသင့်ဒေတာမှပြည်သူများကရှန်ကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောဆိုသည်မတ်လ20ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်မန္တလေးတက္ကသိုလ်တွင်တက္ကသိုလ်ဝင်နှင့်ဆောင်ဝဲဖြေလွန်လေးသိန်းခန့်မီးလောင်ပျက်စီးခဲ့ကြောင်းအဖြေလွန်ပျက်စီးခဲ့သည့်မန္တလေးနေပြည်တော်စကိုင်းနှင့်ကချင်ပြည်နယ်မှတက္ကသိုလ်ဝင်နှင့်ကျောင်းသားကျောင်းသမီးများလာမည့်ဇွန်လ16ရက်နေ့မှစတင်၍ စာမွေးပွဲပြန်လည်ဖြေဆိုခိုင်ရန်စကောင်းစီကကြေညာခဲ့ကြောင်းရှင်းနောက်ငလင်ဘေးတင်ဒေတာများမှចောင်းသားចောင်းသူများမဖြစ်မနေပြန်လည်ဆက်မေးမြစ်တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲပြန်လည်ဖြေဆိုရန်စစ်တပ်ရဲနဲ့ထရယောက PRB ချင်းချောင်းလာကြောင်းသိရှိရသည် တက္ကသိုလ်ဝင်တဲ့ဆောင်ဝဲဖြေထားတဲ့ကျောင်းသားကျောင်းသူတွေနဲ့မိဘတွေကိုပညာရေးမှုယုံကိုခေါ်ပါတယ်။အဲဒီမှာတက်နဲ့ရဲနဲ့ထွေယုံနဲ့မြို့နယ်ပညာရေးမှုနဲ့ဆရာဆရာမတွေကဆောင်ဝဲပြင်ဆင်ပေးတာကကုန်သိက္ခာရှိဖို့နဲ့တရားမျှတမှုအတွက်ဖြစ်တဲ့နိုင်ငံတော်ကစေတနာကောင်းကောင်းနဲ့ဆောင်ဝဲပြင်လုပ်ပေးတာဝင်ဖြေပါ။မဖြေရင်တော့ဘရောမဆောင်ဝဲဖြေခွင့်မပေးတော့ဘူးဆိုတာမျိုးဖိအားပေးပါတယ်။သူတို့သွင်းမဲ့စကန်ကိုလည်း ကမ့်ကိုလည်းဒီရက်ပိုင်းအတွင်းလာဝင်ရမယ်လို့ပြောရဲဟုမန္တလေးမှကြောင်းသားမိပါသူကပြောဆိုသည်ထို့ပြင်မန္တလေးတွင်ယမန်နေ့ညပိုင်းတက္ကသိုလ်ဝင်တဲ့ဆောင်မပွဲကိုပြန်လည်ဖြေဆိုကြရန်ရခွင့်အုပ်ချုပ်ရေးမှူးအဖွဲ့များကလော့စပီကာများဖြင့်လိုင်းလံအော်ဟစ်ပီယာပေးနေကြောင်းသိရှိရသည် လတ်တလောမန္တလေးစကိုင်းနှင့်နေပြည်တော်တွင်တက္ကသိုလ်ဝင်ဆောင်မွေးများပြန်လည်ဖြည့်ဆို့မြည်သူနေပါနေကြောင်းသိရှိရသည်အခုတင်းရသလောက်တော့ပြန်ဖြည့်မဲ့ចောင်းသားចောင်းသူ90ရာခိုင်နှုန်းအောင်ရောက်နေတယ်ဒါကြောင့်အတင်းကျပ်ပြန်ဖြည့်ခိုင်းတာလို့သိရတယ်ဟုမန္တလေးမှចောင်းဆရာမတူကဆိုသည် စစ်ကောင်စီကဇွန်လတွင်ပြင်လဲစစ်ဆင်မြေတက္ကသိုလ်ဝန်ထမ်းဆောင်မွဲတွင်ကျောင်းသားကျောင်းသူ6300ကျော်ကိုပြင်လဲဖြေဆိုရမည်ဖြစ်ပြီးစာစစ်ဌာန200နီးပါးဖွင့်လှစ်မည်ဖြစ်ကြောင်းသိရှိရသည်။မန္တလေးမှကျောင်းသားမိဘပြည်သူများစုကမူတက္ကသိုလ်ဝန်ထမ်းဆောင်မွဲဖြေဆိုခဲ့သည့်အချိန်ကငလင်းလောက်ခတ်ခဲ့ခြင်းမရှိစေရေးတသက်စွာဖြေဆိုနိုင်ခဲ့တော့လေ။တက္ကသိုလ်ဝန်ထမ်းပြင်လဲစစ်ဆေးသည့်အချိန်မှာမူငလင်းတန်းကျောင်းအိမ်ပြိုစီးပွားပြက်မိသားစုဝင်များတည်ဆုံထားခြင်းဖြစ်ကြောင်းထို့ကြောင့်ကျောင်းသားများအနေဖြင့်လဲမိဘများအနေဖြင့်တော့ ကောင်ဆောင်းမွေးပွဲကိုပြန်လည်ဖြေဆိုရန်မမလွဲကိုကြောင့်တုံးသက်ပြောဆိုကြသည်ဆလဘီဖာဆာမြို့နောက်ဆုံးလက်ကျန်တရင်တစ်ခုအတွက်တောက်တုံးရွေကိုပင်စစ်ကစီလေးချောင်းမှပို့နေရဆိုတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်ပူပေါင်းတပ်ပိတ်ဆိုထားတဲ့ဖာဆာမြို့စစ်ကောင်စီနောက်ဆုံးလက်ကျန်ခလိုင်းရ134နဲ့135တရင်အတွက်တောက်တုံးရွေကိုပင်လေးချောင်းမှပို့နေရကြောင်းကရင်ပြည်သူ့လူမျိုးရေးတပ်မတော်ဘဟုဆက်ဦးစီအမှတ်626တရင်တာဝန်ရှိသူကလူလူຫນွေတို့ပြောတယ်။ ဖားဆောင်မြို့မကြရဲ့အတွက်ဆက်ကောင်းစီသည်ထောက်ပို့လေရင်ဖြင့်ရိတ်ခါခရင်ဖြစ်တဲမှုများလှုပ်ဆောင်နေရခင်ထောက်ဒရုန်းနှင့်လည်းထောက်လန်းကလက်နက်ကြီးများဖြင့်နေစဉ်ပြက်ခတ်နေသည်ဟုဆိုသည်ထို့ပြင်ဒရုန်းပုံများတိုက်ချနေပြီးတိုက်လေရင်ဖြင့်လည်းလေကြောင်းတိုက်ခိုက်မှုများလုပ်နေကြောင်းသိပေသည်တိုက်ခိုက်မှုအချိန်လေးကတော့နေစဉ်လိုလိုထိတွေ့မှုရှိပြီးသူတို့တပ်တဲကိုရိတ်ခါနေရေးမရရှိအောင်မြေပြင်မှာတော့ပိတ်ဆို့ထားတာရှိပါတယ်။သူတို့ကိုကအရင်ကတည်းကဆိုရင်ထောက်ပို့လေရင်တုံးပြီးရေတောင်လေဒီနဲ့ချပေးရတဲ့အချိန်လေးတိရှိတယ်။ တခြားတွေကောပေါ့ဗျာရိခာခေယံကိုလည်းသူတို့ကအဲ့လိုပဲဖြစ်နေရတဲ့အခြေအနေပုံအမှတ်626တရင်တောင်းရှိသူကလက်ရှိဖားဆောင်မြို့အခြေအနေပေါ်ရှင်းပြသည်ထို့ပြင်ခလာရ134နဲ့135တရင်တွင်တိုင်းစိတ်သက်ပြက်ပြားမှုဖြစ်နေသည်ကြားသိရပြီးအထက်လူကြီးဖီးအားကြောင့်ထွက်ပြေးကျင်သူများရှိကာ ကုညီရွေကျိုးစိုးမျိုး၎င်းကဆိုရင်တက်တွင်မှပြိုပြဲဖြစ်နေတာသိရတယ်ပေါ့တပ်သားများစွာစိတ်သက်ပြပြနေကြပြီးထွက်ပြေးခြင်းနေကြတာအထက်လူကြီးဖီးအောင်ခတ်ခဲနေတာပေါ့သူတို့သာအလင်းဝင်လာတာတို့ထွက်ပြေးလာတာတို့လှုပ်လာရင်ကျိုးစိုးဖို့အသင့်ရှိနေပါတယ်၎င်းကဆက်ပြောသည်ဖားဆောင်မျိုးမြေပြင်မှာရှဲဖို့တူကလည်းသူတို့ဘက်ကတိုက်ခိုင်းမှုလာတော့ဒရောဘုံနဲ့လာတဲ့လေးငယ်သုံးပြီးဒရောဘုံချတာတို့ကင်းထောက်ဒရုန်းနဲ့ကင်းထောက်ပြီး60တူလာတာတို့လှုပ်တယ်အချိန်ကြီးကတော့မျက်နှာချင်းဆိုင်လို့ပြောလို့ရတယ်လို့ဝိုင်းထားတဲ့အချိန်ကြီးမှာရှိပါတယ် 漂亮。 ထို့ကြောင့်ကြန့်ရှိနေသည့်စစ်ကောင်စီတန်တကူအပိသက်သိမ်းနိုင်ရင်လက်နက်ခဲရဲနဲ့လက်ခါလူအချက်လဲဝန်ဝန်ဖြစ်တင်ပြန်လေး၎င်းကမြစ်တာရက်ခန်းသည်2024ဖေဖော်ဝါရီ29ရက်တွင်စတင်ခဲ့သည့်ဖားဆောင်မြို့သိမ်းတိုင်ပွဲတွင်စစ်ကောင်စီတပ်စခန်း၉ခုနှင့်ခါခင်းနေရာ၃ခုကိုခရင်တီတပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့ပြီးအခြေစိုက်တရင်တစ်ခုဖြစ်သောခန့်လရ134နှင့်ခန့်လရ135တရင်သာကြန့်ရှိနေခြင်းဖြစ်သည့်လက်ရှိတွင်ခရင်တီပြည်နယ်၌မေဆဲရှာရောရွာသည့်မော်ချီဒေသတို့ကိုခရင်တီပူပေါင်း ေါင်းတပ်များကသိမ်းပိုက်ထားပြီးခရင်တီတပ်ပေါင်းစုထိန်းချုပ်ထားသောမိုးပြင်းမျိုးကိုစစ်ကောင်စီကပြင်လဲထိုးစစ်ဆင်နေသည်။